ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမယူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးများချုပ်တင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနေဖို့မြမယူရာအထောက်အကိန်းဆောင်ဟာပေါ်ချထားသောတနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှ17ရက်နေ့အထိ15ရက်စာကျန်းပြူဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတအူးစေတနာတအူးမြတ်သာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆို ပြစဉ်အစ်စ်တနိုင်းတရားအောင်လဲဘေးနောက်ခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေ15ရက်စာဟော့စတန်ယခုကာလအတွင်းမှာအလုတ်စည်းဝါးတိုးတက်မယ်ရီမန်ထားသည်များရှေးတိုးဆောင်ရွက်နိုင်မယ်ကြိုတင်ပြင်ဆင်ခြင်းမရှိသလိုဖြစ်နေတတ်ပါတယ်အချို့အကွေအပြောင်းလဲများတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်ကြိုတင်တွက်ဆ၍မရနိုင်သောအနောက်ရှေ့အခက်အခဲများကြုံရမယ်တော်ယုံတန်ယုံလူဆိုလျင်အရှုံးပေးလက်မြောက်သွားမယ်အခက်အခဲများမိမိမှရင်ဆိုင်ဖြစ်ရှင်းရမယ်ကိုကရှားထားသောငွေပေါ်ကိုယ်တိုင်မသုံးရပဲသူတစ်ပါးကဖြုံးနေသလိုဖြစ်နေမယ်သူတစ်ပါးအားတစုံတရာစေခိုင်းပြီးအကူ ူညီတောင်းတန်သတိရှိပါ စေခိုင်းထားသည်ကိုမလုပ်ဘဲရှုပ်ရှုပ်ထွေးထွေးပြုလုပ်မှုများအရင်လုပ်သည်ကိုလိုက်လံဖြေရှင်းပေးရတတ်တယ်ပြဿနာတစုံတရာဖြစ်ပါကအမမှန်ခွင့်ကြနိုင်ခြင်းမရှိသေးပဲလူဦးရင်လာပြောသူဤစကားကိုယုံပြီးဆုံးဖြတ်ဆောင်ရွက်ခြင်းလျှော်ပါငကိုဆက်ဆံနေကြဝင်းကျင်မှခွဲထွက်၍၎င်းတို့နှင့်လာရောက်ပူးပေါင်းရန်ကန့်လန့်လာသည်ကိုကြုံရမယ်မိမိအပေါ်အသုံးချမိအခြေအနေမျိုးရှိပါတယ်ပြဿနာမရှိ ပြဿနာရှာသောသူများရန်ရန်ဆိုင်ဆိုင်ထင်ရဆိုင်ပြီးရန်ရန်ဆိုင်ရန်ရန်ဆိုင်ဆိုင်နဲ့ ထင်ရဆိုင်ပြီးနောက်မှလာရောက်တောင်းပန်သူများနဲ့တနစ်တာလုံးတွေ့ရတတ်တယ်။ဥချယံဝမ်းမလေးသောသူများနဲ့ဆက်ဆံနေရခြင်းရှိမယ်။ဆိုရင်တရားံပြုကမိမိအားဆရာလို့ချုပ်ကင်သူများနဲ့တွေ့နေရမယ်။ဒီဇင်ဘာလ9ရက်၊9ရက်၊12ရက်၊13ရက်၊14ရက်၊16ရက်နေ့များသည်ရက်ကောင်းများဖြစ်ပါတယ်။တီထွန်စန်းသည့်ပြီးလောက်ကိုင်းလိုက်သည့်လုပ်ငန်းများမှထူးခြားသောအကျိုးဆက်များရရှိမယ်။ချက်ချင်းဆုံးပြတ်လက်ငင်းဆောင်ရွက်လိုက်သည့်ကိစ္စများမှအောင်မြင်မယ်။အတွေ့အကြုံအသေးအစမ်းများရရှိမယ်။အတွေ့အသည့်အမြင်သည့်နှင့်လောက်ကိုင်းမ မှုများတိုးတက်မှုရှိမယ်။ဝေယီကြီးကိစ္စများမှာထူးထူးခြားခြားကံကောင်းခြင်းရှိပါလိမ့်မယ်။ဒီဇင်ဘာလ6ရက်9ရက်10ရက်17ရက်15ရက်နေ့များတွင်ဆိတ်ချုပ်စရာများကြုံရမယ်။တပတ်သူရဲ့လောက်ကိုင်းမှုပြီးတဲ့ချင်းမရှိသောကြောင့်ပြဿနာဖြစ်တတ်တယ်။မိမိကိုရုပ်ပြသပွဲထားပြီးနောက်ွယ်မှကိုကျိုးရှာနေသူများနဲ့တွေ့ရတတ်တယ်။အတွင်းလူသစ္စာပေါက်တတ်တယ်။လိန်ခူးခြင်း၊ယုံကြည်မှုများကိုကိုကျိုးအတွက်အသုံးချခြင်းများပြုလိမ့်မယ်။စပိန်ဆိုင်ကအဆရှိသူတို့ကိုဂျင်လန်ပြောင်းပြန်စီး၍အနေကြုံရမ မယ်ဒီဇင်ဘာလ9ရက်10ရက်18ရက်17ရက်နေ့များတွင်အကောင်ဆိုးရောထွေးနေတယ်ငွေကုန်များမယ်တဖန်ငွေများရရှိမယ်အတိုက်ခံများမယ်အခက်ခဲများလည်းဖြစ်ရှင်းနိုင်ပါလိမ့်မယ်အကြံစီစိတ်ကူးများစနစ်တကျအကောင့်ထဲပေါ်၍အောင်မြင်မယ်နေရာအပြောင်းရွှေ့ကြုံရတတ်ပါတယ်မသွားလိုသောခရီးအရဝေးသူသွားရောက်ရခြင်းပြောင်းရွှေ့ရခြင်းများကြုံရမယ်ထို့သို့ပြောင်းရွှေ့မှုနောက်တွင်တွင်တိုးတက်မှုများရှားရှိလာပါလိမ့်မယ်လူသစ်မိတ်သည်များနှင့်ပူးတွဲလိုသောကိစ္စများမှကောင်းသောအကျိုးဆက်များဖြစ်ပေါ်မယ်အကျိုးပေးသောအရာ ောအစိမ်းရောအပြာရောပန်းရောအနေရောကျသွေးရောတို့သည်ကံပွင့်လက်ပွင့်စေသောအယောင်များဖြစ်၍ဒီကာလအတွင်းသုံးဆွဲဝစင်တဲ့သောအယောင်များဖြစ်ပါれကံကောင်းစေသောပန်းများမှာပရောင်ညွန့်တက်ခွရောင်ဆုံးနှင်းစီပန်းရောင်ဆုံးဆွဲတော်ညွန့်ဖြီညွန့်တို့ဟာဖျားပန်းကလူချင်းလှဆင်ပန်းဟုထိုးခြင်းဖြင့်လက်ပွင့်ကံပွင့်စေပါလိမ့်မယ်ဒီကာလအတွင်းမှာတေယုစကားပန်းဖျားမလူကောင်းမှာအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတနင်္ဂနွေနေ့မွေးသူအလုံးတို့သည်အတိတ်နမိတ်သူရာ၍တောင်းလကောင်းထူးခြားသောနမိတ်ရာ၍ ထီထိုးသောအခါတွင်၎င်းညံခွင့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာကိုရှိလေးနှစ်ကဏ္ဍများဖြစ်ပါတယ်ရရရအုံတို့ခေါဆွဲချက်၍ဖရကလူချင်းတန်ဃာတော်တို့အားဆွန်းလောင်းခြင်းနှင့်သူတော်ဘာတို့အားကျွေးမွေးခြင်းပြုလုပ်ပါစေဝါအလူဒါနာပြုပါမြတ်မံကန်းကျိုးများအားရှာဖွေ၍ဆွံ့ပြပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင် င်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်မြမရိုးရာပီရင် channel မှာနာမည်ကြီးပီရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်